Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မ H ပြန်လာမှာလားဆိုတဲ့ခေါင်းစဉ်လေးနဲ့ reading လေးတစ်ခုလုပ်ပေးမယ်အဲဒါကတော့ phi 1 phi 2 phi 3เนาะအဲတော့ H ပြန်လာမှာလားရွေးကြမယ် phi 1 2 3 โอเคဒါဆိုရင်စလိုက်ကြเนาะ Hello ဒီ crystal လေးကိုပေါ့เนาะဒီ crystal လေးကိုရွေးချယ်ထားတယ် power လေးတွေအားလုံးပဲမိင်္ဂလာပါအဲ့တော့ power လေးရဲ့ x ကပြန်လာမှာလား power လေးတွေရဲ့ x နဲ့ပြန်အဆင်ပြေနိုင်မှာလားဆိုတာလေးကိုကြည့်ပြမယ်နိုင်ရော Oh my god. Triosa. The fuck up. အစ်ကနော်တော်တော်ကိုတဲ့ကွဲနေအလမ်းပြောင်းနေတယ်ဝေခွဲမရဖြစ်နေတယ်အဲ့တော့ဆောသူစိတ်တည်ငြိမ်အောင်ကြိုးစားနေနော်သူစိတ်တည်ငြိမ်အောင်ကြိုးစားနေတယ်တခုခုစွန့်စားဖို့ပြီးလှုပ်ဖို့ပေါ့နော် တစ်ခုခုကိုစွန့်စားပြီးလုပ်ဖို့သူစဉ်းစားနေတယ်။ပိုင်းဝန်းလေးတွေစီပေါ့နော်ပြန်လာဖို့ဆိုလို့ရှိရင်တော့သူစဉ်းစားနေတယ်နော်။ပြန်လာရမလားမလာရမလားဆိုတာကိုလမ်းပြောင်းနေတယ်။နော်ပိုင်းဝန်းလေးတွေစီပြန်လာမယ်ဆိုလို့ရှိရင်တော့သူကစွန့်စားရမှာမျိုးလေးမသေးကြမရရဘူး။နော်တစ်ခုခုကိုစွန့်စားရမှာမျိုးရှိရဲ့ဒါမှမဟုတ်လို့ရှိရင်အာစွန့်လို့ရမှာမျိုးရှိရဲ့ ဒါမှမဟုတ်ရှင်ဒီပိုင်းဝန်းလေးတွေနဲ့ပေါ့နော်သူ့ရဲ့အလုံနဲ့ဝယ်ဖြစ်ဖြစ်အာနှစ်ခုသုံးခုပေါ့ဝင်တုံးဝင်ဘူးဖြစ်တာဒါမှမဟုတ်ရှင်တချို့တွေဆိုလို့ရှိရင်အလုံနဲ့ပေါ့နော်သူ့ရဲ့အလုံရဲ့နေရာဒေသနဲ့အခုပိုင်းဝန်းလေးတွေနေရာဒေသနဲ့မတူတာမျိုးအဲ့ဒါမျိုးသူအာပြောင်းပြောင်းလဲလောက်ရမှာ၄ဒါမျိုးတွေပေါ့နော်သူကရှိတယ်เนาะပိုင်းဝန်းလေးတွေနဲ့ပြန်ဆက်မယ်ဆိုလို့ရှိရင် ဲ့တော့အဲ့ဒီအတွက်ကြောင့်သူကတော်တော်စဉ်းစားနေတယ်အစအပိုင်းမှာတော့သူကအသေးကွဲတာမျိုးနော်ပိုင်းဝန်းလေးနဲ့ပတ်သက်ပြီးတော့အသေးကွဲရတာမျိုးခံစားရတာမျိုးอืมရှိတယ်နော်ပြီးတော့ချိန်ကျတော့သူစိတ်တည်တည်ငြိမ်ငြိမ်နဲ့အလမ်းပြောက်တယ်လမ်းပြောက်ပြီးစိတ်တည်တည်ငြိမ်ငြိမ်နဲ့စဉ်းစားဆုပ်ဖြတ်တယ်နော်ကြာ3 rows up 4 rows up ခင်းတော့ဆော့ဖေးဆော့ဆော့အေးဆော့ဆော့နော်ဒီဆော့တတ်တိုက်ကအကုန်ကြလာတယ်ခွင်းတော့ဆော့ sorry ပါနော်ပိုင်ဝန်လေးတွေသူလည်းတတော်ကိုနာကျင်ခံစားနေရသူပိုင်ဝန်လေးတွေလည်းတတော်ကိုနာကျင်ခံစားရတာမျိုးရှိနေမယ်နော်တချို့ဆိုလို့ရှိရင်လည်းမိဘတွေသဘောမတူတာမျိုးတွေရှိနေမယ်။နော်မိဘတွေသဘောမတူတာမျိုးလေးရှိနေမယ်။အဲ့တော့သူကပေါ့နော် ကယ်လိုပါဝင်လေးနဲ့အဆင်ပြေခြင်းနဲ့အပြန်လာခြင်းနဲ့ဆိုလို့ရှိရင်လည်းသူ့မိဘနဲ့သူ့မိဘနဲ့ပါဝင်လေးတွေနဲ့ကိုသူကအဆင်ပြေအောင်လုပ်ပေးရတာမျိုးเนาะတချို့ကြတော့မိဘမဟုတ်ဘူးအလုံးနဲ့ဆိုလို့ရှိရင်လည်းအလုံးနဲ့ကိုအဆင်ပြေအောင်ပေါ့เนาะအလုံးနဲ့အခုပါဝင်လေးတွေနဲ့အယူမဲ့ဆိုလို့ရှိရင်လည်းယူမဲ့ဟာတယ်နဲ့ယူမဲ့အကြောင်းရာနဲ့ပေါ့เนาะလက်ထပ်မဲ့ဆိုလို့လက်ထပ်မဲ့အကြောင်းရာနဲ့ အဲ့ဒါတွေနဲ့သူတော်တော်ကိုညှိရမယ်တဲ့နော်အဲ့ဒါမျိုးတွေ့တယ်သူအခုချိန်မှာတော့တဲ့အာတသင်းတော့စဉ်းစားနေပေါ့နော်စဉ်းစားအေးစစ်စဉ်းစားနေရဆုံးဖြတ်နေတယ်နော်อืมနှလုံးသားကိုပေါ့နော်အဓိကဥစားမပေးပဲနဲ့နှလုံးသားကိုအဓိကဥစားမပေးပဲနဲ့အုံနောက်ကိုပဲအခုအခုချိန်မှာ သေချာစဉ်းစားပြီးတော့နေတာမျိုးเนาะอืมอ่า power lady ရဲ့ age ကတော့ဗောနော် ပြန်လာဖို့ရာဆိုလို့ရှိရင်เนาะတော်တော်လေးတော့ခက်ခဲမဲ့သဘောမှရှိတယ်ပြန်လာဖို့တော့သူစဉ်းစားတယ်ဒါပေမဲ့စဉ်းစားလိုက်လို့ရှိရင်လမ်းပြောက်တယ်စဉ်းစားလိုက်လို့ရှိရင်အဲအရင်တော့ဖြစ်ခဲ့တဲ့ပြဿနာတွေအဆင်ပြေခဲ့တဲ့အရာတွေက ာပြန်ပြီးတော့ပေါ်လာတယ်အဲ့ဒီပြဿနာတွေကိုမဖြေရှင်းနိုင်လို့ပဲလမ်းခွဲခဲ့တာလည်းဖြစ်နိုင်တယ်เนาะဥဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဥမာသူ့အမိဘတွေကသဘောမတူလို့လမ်းခွဲလိုက်ရတယ်ဆိုလို့ရှိရင်အခုချိန်ပြန်ဆက်မယ်ဆိုလို့ရှိရင်လည်းဒီမိဘတွေကသဘောမတူတဲ့အရာကားပြောင်းလဲတော့မှာမဟုတ်ဘူးเนาะအဲ့ဒါယူဘလို့ဖြေရှင်းရမလဲဆိုတာအဖြေမရှိသေးဘူးเนาะပြဿနာအပြင်မဖြေရှင်းနိုင်သေးဘူးဖြစ်နေဒီတိုင်းမဲ့ပြန်ဖြစ်မှာပြန်ဆက်လို့ရှိရင်လည်းဒီတိုင်းမဲ့ပြန်ဖြစ်မှာเนาะ အဲ့လိုမျိုးအလုံးနဲ့ဆိုလို့ရှိရင်လည်းအလိုပဲအလုံးနဲ့ तू ကအလုံးနဲ့တနေ့အဝေးတနေ့ရမှာ तू အလုံးကအဲ့ဒီနေရာမှာပဲအဆင်ပြေတယ်အဲကိုနဲ့ကယူပြီးသွားလို့ရှိရင်ဥမာခွဲနေရတာပဲရှိရှိပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ဒါမျိုးလည်းဖြစ်နိုင်တယ်အခုပြန်ပြီးတော့ဆက်လိုက်လို့ရှိရင်ဒီပြဿနာအရင်တိုင်းမရှိနေမှာ ပြေလည်းမသွားဘူးနော် အဲ့ဒီအဲ့ဒါမျိုးအတွက်တူတေချာစဉ်းစားနေပြီးတော့အေးစစ်စစ်ကောင်းကြီးစဉ်းစားနေတယ်ဒါပေမဲ့အခုချိန်မှာတော့နှလုံးသားကိုနှလုံးသားနဲ့မဆုံးဖြတ်တော့ဘူးเนาะနှလုံးသားနဲ့မဆုံးဖြတ်တော့ဘူးနှလုံးသားနဲ့မဆုံးဖြတ်တော့ဘူးเนาะအာတချို့ ace lady ဆိုလို့ရှိရင်တချို့ power one နဲ့ ace lady ဆိုလို့ရှိရင်เนาะနောက်တရအောင်တွေ့သွားတာမျိုးနောက်တရတွေ့သွားတာမျိုးရှိတယ်เนาะနောက်တရနဲ့ အမ်နောက်တောင်နဲ့ဒိတ်နေပြီနော်ဒိတ်နေပြီနောက်တောင်နဲ့ဒိတ်နေတာမျိုးလေးနေရှိရဲ့ညာနော်သူမဆော်ရှိသားဆိုလို့ရှိရင်နော်အဆော်ရဲ့တော့အတိကြတော့အတိကြတော့ဟုတ်ချင်မဟုတ်ဝင်ဒါပေမဲ့ဒီလင်းလုံနေတဲ့သူတော့သူမရှိနေပြီလို့ပြောလို့ရတယ်အဲ့တော့ power လေးတွေရဲ့ x ပြန်လာမှာလားဆိုလို့ရှိရင်တော့ပြန်လာဖို့ရတော့ခက်ခဲလိမ့်မယ်လို့ပဲပြောရမယ် ပြန်လာပြီးသွားလို့ရှိရင်တော့အဆင်ပြေနိုင်မလားဆိုလို့ရှိရင်တော့ပြန်လာပြီးသွားရင်လည်းအဆင်ပြေနိုင်ဖို့ရာခက်ခဲနေမယ်အရင်လိုပြဿနာပဲအရင်လိုပဲပြန်ပြီးရောဖြစ်နေနိုင်မယ်နော်အဲ့တော့ပါဝါလေးတွေကျင်းနှကြမယ်လို့ထင်ပါတယ်ပပိုင်းဟယ်လိုဒီကန်ဆာဇိုရီဆိုင်လေးကိုရွေးချက်ထားတဲ့ဘိုင်းတူလေးတွေမင်္ဂလာပါအာဒီထဲမှာကန်ဆာလေးလည်းကြည့်ကြည့်နေမှာပေါ့နော် ကဲအဲ့တော့ဒီ find tool လေးတွေရဲ့ x ကပြန်လာမှာလားနော် find tool လေးတွေရဲ့ x ကပြန်လာမှာလား find tool လေးတွေရဲ့ x နဲ့ပြန်အဆင်ပြေနိုင်လားသူ့မှာဆော့ရှိလားဒါအကြည့်မယ်နော်ရာဒီမှာလဲဆော့ရကြပြီ find one လို့ပါပဲရာဆော့ရအပြုံလိုက်ကိုကြာတာပါအဲ့လိုမျိုးဟဲ့ဒီမှာ 456 oma 34 uh, 234 rio kin a uh, kino so kino so dai wan cha pain 2 le ye no ta phat lu ga le di ma ngo chwe ni de no a the ri kwe ni de ngo chwe ni de no okay tu wa mo no nen nen ni ဖေးဘုတ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုး social media อืมဒီဟိုဟာတွေပေါ့နော်တခြားတစ်ယောက် conversation တွေပြောလို့ရတဲ့အရာတွေဒါမှမဟုတ်လို့ရှင် तू အဲ့ဒီမှာတော့ तू อ่ะလေနည်းနည်းပေါ့နော်ရည်စားရအောင်ဆော်ရအောင် post တင်တာမျိုးလေးဒီဘာလေး तू ဒါမျိုးလေးတော့လုပ်နေတည်လားနော်ဒါမျိုးလေးတော့လုပ်နေတယ်တချို့ဘိုင်းတူးလေးတွေရဲ့ ace ကပေါ့နော်တချို့တချို့တော့ဘိုင်းတူးလေးတွေရဲ့ ace က ။အဲ့မင်္ဂလာဆောင်မှုနော်။မင်္ဂလာဆောင်မှု ပြင်ဆင်နေရမျိုးလေးတွေဖြစ်နိုင်တယ်။မင်္ဂလာဆောင်မှုပြင်ဆင်နေရမျိုးလေးတွေဖြစ်နိုင်တယ်။နော်။ဟုတ်တယ်တချို့ဘိုင်းတူလေးတွေရဲ့ x ကမိလာဆောင်မှာမျိုးလေးတွေရှိတယ်တချို့ကဆောင်းအောင်ဆောင်းပြီးတော့အိမ်လာမသိနော်လက်တလုံးอ่ะ ဆောင်ပြီးသွားတဲ့လူတွေလည်းရှိနိုင်တယ်။ဝင်လာဆောင်ဖို့အပြင်စင်နေရာမျိုးရှိရဲ့။တချို့ကြတော့လေ။နော်။တချို့ကြတော့လေ။အခုလို social media မှာပဲဖြစ်ဖြစ်ပေါ့နော်။သူအကြီးစားရဖို့ကလုံနေတယ်။နော်။အသေးခွဲတာတော့ဒီရတော့အသေးခွဲတာတော့တင်းနေပတ်သက်ပြီးသူအသေးခွဲပြီးသွားရင်နော်။ Ừm ။တဖုန်းဆိုချင်냐သူကကိုကလွတ်လွတ်လပ်လပ်နဲ့ပေါ့နော်။ဘဝအစ်ကိုရှား။ ပြန်ဆကျင်နေတယ်တဲ့နော်လှလတ်တန်းတဲ့ဘဝတည်းကိုပြန်ဆကျင်နေရယ်အာတချို့ကြတော့တချို့ကြတော့ဒီဘိုင်းတူးလေးတွေနဲ့ဘိုင်းတူးလေးတွေနဲ့ဒီအရင်ပြဿနာဖြစ်ခဲ့တဲ့အခြေအနေတွေအကြောင်းအရာတွေကို မေ့ပြစ်ပြီးရောမှာပေါ့နော်တစ်ကနေပြီးရောပြန်ဆကျင်နေတယ်ဆက်ကြည့်ပေးမယ်နော်တော့ ခရူကတော့နည်းနည်းကွဲသွားမယ်ပိုင်းတူးလေးတဲ့မိုင်ကိုအုပ်စုကနှစ်ခုလောက်ဖြစ်သွားမယ်အော်အုပ်စုနှစ်စုနှစ်စုမကလည်းဖြစ်ရှင်ဖြစ်မယ်နော် energy ကတဲ့ပိုင်းလေးကိုယူကြည့်လိုက်ပေါ့တချို့ကနော်တချို့ကခံစားရတယ်ပိုင်းတူးလေးနဲ့ပထမဆုံးကြာလာပြီးတော့ခံစားရတယ်ကြေကွေးရတယ်ငိုကြွေးရတယ်ပြီးတော့ချိန်ချင်သူ social media မှာအာနည်းနည်းဈေးပန်းခင်းနေရပေါ့ကွယ်နော်ဈေးပန်းခင်းနေတယ်ပြီးတော့ အာတချို့တွေကကြတော့လက်ထပ်ဖို့ပြင်ဆင်နေရမျိုးလေးတွေရှိတယ်เนาะတချို့ကအသစ်ရှာတယ်တချို့ကလက်ထပ်ဖို့ပြင်ဆင်တယ်နောက်ထပ်တချို့ကကြတော့เนาะတစ်ကနေပြီးတော့မှာပိုင်းတူးလေးတွေနဲ့တစ်ကနေပြန်ဆခြင်းတယ်เนาะတစ်ကနေပြန်ဆခြင်းတယ်တစ်ကနေပြန်ဆခြင်းတယ်ဒါပေမဲ့အဲ့ဒီတစ်ကနေပြန်ဆခြင်းတဲ့သူတွေရဲ့ เนาะအခုကြည်နေတဲ့ပိုင်းတူးလေးတစ်ဖက်က h ကတစ်ကနေပြန်စကျင်နေပြီမဲ့ကြည်နေတဲ့ပိုင်းတူးလေးတွေကကျတော့နည်းနည်းခြေနေတယ်เนาะပြန်ခြေနေတဲ့ပိုင်းတူးလေးတွေရှိမယ်เนาะပြန်ခြေနေတဲ့ပိုင်းတူးလေးတွေရှိမယ် ဟုတ်တယ်တချို့ကအဲ့ဒီမင်္ဂလာဆောင်မမျိုးကိုတော်တော်လေးကိုတော်တော်လေးကိုခံစားနေရတယ်အဲ့တော့လေအာပြအဆင်ပြေနေတဲ့ဘိုင်းတူးလေးတွေ啊ဆိုလို့ရှိရင်တော့အာနည်းနည်းပါးပါပေါ့နော် manifestation လုပ်တာတို့ကုသိုလ်ကောင်းမှုလုပ်တာတို့ဘာတို့ပြန်ပြီးတော့မှဒါမျိုးလေးတွေလုပ်လို့ရှိရင်တော့ပြန်ရန်အဆင်ပြေနိုင်တယ်နော်ဘိုင်းတူးလေးတွေဘိုင်းတူးလေးတွေလည်းရန်ကြည့်ရတာရန်တော့မခံစားနေအောင်တချို့ကလည်းကြည့်ကြည့်ကွန်းနေတဲ့လူဆိုတာတိတ်မတွေ့ဘူးနော် လျှော်ရှင်နေတဲ့သူနဲ့ချိန်မိုးနေတဲ့သူနဲ့ဒါမျိုးတွေ့တယ်နော်တချို့ကကြတော့မူကြည့်တာကြည့်နေရမူဖို့လိုက်ပြီးတော့မှသူကနေသူခရီးတစ်ခုရောက်နေနော်မူမူဖို့နဲ့ဒီဟိုဟာကဂျာနီကမူဖို့နဲ့ဂျာနီကတော်တော်ခုခရီးရောက်နေကြည့်တာကြည့်နေနော်อืมတချို့ဆိုလို့ရှိရင်တချို့ပိုင်းသူလေးတွေက အာနောက်ထပ်ကိုရလာမဲ့ right person ပဲဖြစ်ဖြစ်ဆိုမိတ်ကိုပဲဖြစ်ဖြစ် manifest လုပ်နေတယ်။နောက်တကယ်ချင်းတင်နေမဲ့ပြပြနေနေတယ်။ဒါမျိုးတွေ့တယ်နော်။အာအရောလေးပြန်အစင်တချို့ပြန်အစင်ပြေချင်တဲ့သူနောက်ပြန်အစင်ပြေချင်နေတဲ့ပိုင်းသူတွေကတေချာပြန်ညှိရညှိမယ်ဆိုလို့ရှိရင်တော့လေးအစင်ပြေနိုင်တာလေးကိုတွေ့ရနော်။တေချာပြန်ညှိမယ်ဆိုလို့ရှိရင်တော့အစင်ပြေနိုင်တာလေးတွေ့ရနောက်တစ်ခုက အာကိုကပေါ့နော်ကိုကသူ့ကိုထိချုံနိုင်တာလေးတွေနော်ချုပ်ကိုင်နိုင်တာလေးတွေကိုဖြစ်စေခြင်းတဲ့အတိုင်းဖြစ်တာလေးတွေဒါမျိုးလေးတွေရှိမယ်နော်နောက်ပြီးတော့အာသူကိုဒီတစ်ခါပြန်ဆက်လို့ရှိရင်တော့လေသူရောကိုရောငွေကြေးငွေကြေးတွေလည်းအဆင်ပြေမဲ့သဘောမှာရှိတယ်။နော်အဲ့တော့ပြန်အဆင်ပြေခြင်းနဲ့ဘိုင်းတူလေးတွေဆိုလို့ရှိရင်တော့ ကကုတ္တကောင်းမှုလေးလုပ်ပေး manifest လုပ်ပေးဖះမှာရေကတ်တာလေးပါညာเนาะအတော့အတူချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ပိုင်းတူးလေးရဲ့ x ကပြန်လာမှာလားဆိုလို့ရှိရင်တော့ပြန်လာတဲ့ group လည်းရှိမယ်ပြန်မလာတဲ့ group လည်းရှိမယ်เนาะတချို့ကတော့မင်္ဂလာဆောင်သွားပြီဆိုတဲ့လူတွေကတော့အပြန်အဆင်ပြေနိုင်တော့ဦးလေးเนาะမင်္ဂလာဆောင်သွားပြီဆိုတဲ့လူတွေကတော့ပြန်အဆင်ပြေနိုင်တော့ဦးအဲဒါပေမဲ့တစ်ခုရှိတယ် အဲတစ်ဖက်ကလည်းလူလွတ်ဖြစ်နေသေးတယ်ကိုကလည်းအဲစိတ်မပြတ်သေးဘူးဆိုလို့ရှိရင်เนาะဒီ the full energy နဲ့အစ်ကနေပြန်စဖို့ရနှစ်ယောက်လုံးကဖြစ်နိုင်တယ်เนาะဖြစ်နိုင်တယ်ပြန်တကယ်လို့တစ်ဖက်ကလူကလည်းရည်စားမရှိသေးဘူးငင်းငင်းရှင်းရှင်းဆိုလို့ရှိရင်ကိုကပြန်ဆက်ချင်တယ်ဆိုလို့ရှိရင်နည်းနည်းမမလေးစလိုက်တယ်เนาะစကားစလိုက်တယ်ဇလန်းစလိုက်တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့အဆင်ပြေလာလိမ့်မယ်เนาะပြန်ပြီးဆက်လာလိမ့်မယ်ပြန်ပြီးအဆင်ပြေလာလိမ့်မယ်အဆင်ပြေတဲ့ ပြန်ပြီးရောဆက်တဲ့အခါမှာလည်းအာသူကလည်းသူပြေးလဲသွားမယ်နော်အရင်ကထဆိုင်ဝေးကြီးတွေပါပြေးလဲသွားမယ်နော်ဒီမှာဒီသူသောကပ်ရှိရဲ့ဆိုကြလေတိတ်ပြီးတော့အရင်စိတ်ပူစရာမလိုဘူးတချို့ပိုင်းတူးလေးတွေကကျတော့ကိုကပြန်လာဆက်တယ်ကိုကချိန်မိုးနေရမျိုးတွေရှိရဲ့နော်အဲ့လိုမျိုးကိုကပြန်ပြီးတော့မှအိုက်တင်ခံနေတာစဉ်းစားနေရမျိုးအဲ့ဒီသူမျိုးတွေကလည်းပြန်ဆက်မယ်ဆိုလို့ရှိရင်လည်းပြန်ဆက်တယ်ပြန်ဆက်မယ်ဆိုလို့ရှိရင်ဒီနောက်ပိုင်းမှာလည်းကောင်းတာလေးတွေ ရှိတယ်เนาะအာတချို့တချို့တော့သူတွေอ่ะပေါ့เนาะတချို့တချို့တော့သူတွေอืมဒီထဲမှာလည်းပိုင်းတူးဆိုတော့လဲကြည်ပိုင်းတူးလဲကြည်နေလူတွေကတော့သူကလည်းသူများမှာပဲဆိုတော့လေအဲအထက်မှာတချို့တော့သူတွေကတော့ပြန်ဆက်ပြီးတော့မှအာပြန်ဆက်ပြီးတော့မှပြန်ထွက်သွားတာမျိုးလည်းရှိမယ်ပြန်ဆက်ပြီးမှပြန်ပြတ်တာမျိုးလည်းရှိမယ်เนาะ ပြန်ဆက်ပြီးမှပြန်ပြတ်တာမျိုးလည်းရှိမယ်အဲ့တော့ပိုင်းတူလေးတွေကတော့အဆင်ပြေလားမပြေလားသိချင်တယ်ဆိုလို့ရှင်တော့အာနောက်တစ်ခေါက်ပြန်ပြီးတော့မှဒီလင်းလောက်ကြည့်လို့ဒီလင်းလောက်ကြည့်ပါပေါ့နော်အရှုံးတော့မရှိဘူးပေါ့ဒါမျိုးတော့ပြောလို့ရတယ်အာသူ့မှာဆောရှိလားဆိုလို့ရှင်တော့อืม ဆော့ရှိတာဆော့ရှိတာတချို့ဆက်တွယ်မလုပ်ဖွင့်နေတဲ့လူတွေတချို့ဆက်တွယ်မလုပ်ဖွင့်နေနေတဲ့လူတွေပါလိဆိုလို့ရှင်တော့อืมရှိကောင်းတော့ရှိနိုင်တယ်เนาะဆော့ရှိကောင်းတော့ရှိနိုင်တယ်အဲ့ဒါလေးတော့နည်းနည်းတော့စုံစမ်းရမယ်เนาะလူတိုင်းတော့မရှိနိုင်ဘူးလူတိုင်းတော့မရှိနိုင်ဘူးညာဟုတ်ပြီဟုတ်ပြီဟုတ်ပြီเนาะ တချို့ကိုယ်လည်းဆက်သွယ်မလုပ်ဖ ೇನೆ သူကသူငြိမ်နေတဲ့လူမျိုးတွေထဲမှာဆိုလို့ရှိရင်နှမျိုးဖြစ်နိုင်တယ်။ဆော်ရှိပြီးတော့မှသူကလည်းသူအဆော်ထုတ်မပြပဲเนาะငြိမ်နေတာမျိုးဖြစ်နိုင်တယ်။ကိုယ်လည်းပြန်ဆက်သွယ်ဘူးတချို့ ace ကဆိုလို့ရှိရင်အာနည်းနည်းငြိမ်နေတယ် social media မှာလည်းတိတ်နေတယ်ဆိုလို့ရှိရင်တော့သူကအာတွဲနေတယ်ဆော်ဒီလင်းလုံးနေဆော်ရှိကောင်းရှိနိုင်တယ်။ နော်အဲ့လိုမဟုတ်ဘူးဆိုရှယ်မီဒီယာမှာလည်းဟိုတင်ဒီတင်တော့ဒါမျိုးတွေလုံနေတဲ့သူအဲအဲ့လိုမျိုးတွေပေါ့နော်အစောမရှိဘူးလက်ရလက်ရလုံနေတဲ့သူတွေကတော့အမ်ဒါမျိုးဆိုလို့ရှိရင်တော့သူ single ပဲဆိုရင်ပြန်ချိန်လို့ရှိရင်တော့အဆင်ပြေနိုင်တယ်နော်ဟုတ်တယ်ဟုတ်တယ်နော်တချို့အဲ့လိုဆော်ရှိတဲ့လူတွေပါလေဆိုလို့ရှိရင်တော့ဆော်ကသူတို့ကိုဆော်ရှိရဲ့အဲ့လိုမျိုးဆိုရင်တော့ သူ sorry sorry ပါတယ်ကသူတို့ထိမ့်ချုပ်ထားတာမျိုးပေါ့เนาะဒါကတော့ယောက်ျားလေးဆိုလို့ရှိရင်လည်းအာတစ်ဖက်ကအဲတစ်ဖက်ကဟိုပါဘောเนาะကောင်မလေးပေါ့တစ်ဖက်ကကောင်မလေးရဲ့ရီစားပေါ့เนาะဒါမျိုးတွေရှိနိုင်တယ်เนาะอืม I don't group find two lady เนาะ find two lady ကျင်းနံပါတ်လို့ပြောလဲပါတယ်ပပိုင်း Hello အတော့ဒီ crystal လေးเนาะဒီဆွဲဒီလေးကိုရွေးချက်ထားတယ် point 3လေးနေအားလုံးမင်္ဂလာပါ point 3လေးရဲ့ ace ကပြန်လာမှာလား point 3လေးရဲ့ ace နဲ့ပြန်အဆင်ပြေနိုင်မှာလားသူ့မှာရောစောရှိလားဖဲရှိလားเนาะဒါလေးကြည့်ပေးမယ် ချို့ binary လေးတွေရဲ့ age ကတဲ့နော် single father single mother ဒါမျိုးလေးတွေဖြစ်နိုင်တယ် single father single mother တွေဖြစ်နိုင်တယ် binary လေးတွေရဲ့ energy ကတော့နည်းနည်းတော့လေအာတပ်ပါတီတွေတော်တော်များများပါပြီးတော့မှအာနည်းနည်းရှုပ်ထွေးတဲ့ connection မျိုးလေးဖြစ်မယ်နော် binary လေးတွေရဲ့ age နဲ့ ਆ လေအာနည်းနည်းရှုပ်ထွေးတဲ့ connection မျိုးဖြစ်နိုင်တယ်နော်တပ်ပါတီတွေ မြိုင်းပါဝင်ပြီးတော့မှပေါ့နော်ရံဖြစ်ရတာမျိုးဒါမျိုးလေးတွေဖြစ်မယ်နော်အခုတချို့ကြည့်နေတဲ့ဘိုင်းဒရီတွေက H နဲ့အပြန်အဆင်ပြေနိုင်မှာလားလို့သာကြည့်နေတာကိုမလည်းလက်ရှိအာလက်ရှိဒီနဲ့လုပ်နေလူရှိနေတာမျိုးလက်ရှိရစားရှိနေတာမျိုးလေးတွေဖြစ်နိုင်တယ်နော်အာဘိုင်းဒရီရဲ့တစ်ဖက်လူကတော့ကိုယ့်ဘက်ကခံစားနေရတာပေါ့နော်ဒီ reader အနေနဲ့ကြည့်ရတာတော့အာ သူတို့ကစင်ကဖာသားစင်ကမာသားဖြစ်နိုင်တယ်သူတို့ဘဝနဲ့သူတို့တော့အေးစစေးနေထိုင်နေရပေါ့နော်ပြန်အဆင်ပြေနိုင်မှာလားဆိုလို့ရှိရင်တော့လေချားတဲ့အနောက်ရှက်ရှိနေရနော်ချားတဲ့အနောက်ရှက်ရှိနေရပြန်အဆင်ပြေနိုင်မှာလားဆိုလို့ရှိရင်ချားထဲမှာသူတို့ကိုယ့်ကိုလိုချင်နေတဲ့သူပဲဖြစ်ဖြစ်သူ့ကိုလိုချင်နေတဲ့သူပဲဖြစ်ဖြစ် နော်အဲ့လိုမျိုးဘေးပတ်ဝန်းကျင်ရပတ်ဝန်းကျင်ရပဲဖြစ်ဖြစ်อืม အဲ့လိုမျိုးပေါ့အတင်းပြောတာမျိုးပြန်ပြီးမဆက်စီချင်တာမျိုးဒါမျိုးတွေဒါမျိုးတွေအများကြီးရှိတယ်เนาะပြန်အစဉ်ပြန်ပြန်အစဉ်ပြေနိုင်မှုကတော့တိတ်တော့မလွယ်ဘူးဘာလို့လဲဆိုတော့အာသူမဲ့ကိုယ်နဲ့ကြားမှာရှိနေတဲ့အနောက်ချက်တွေကအဲ့လိုမျိုးပဝန်းချင်နေလို့ဒါမှမဟုတ်လို့ရှင်သူတို့ရဲ့တပ်ပါတီတွေလို့တော့အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေကြောင့်ပြတ်သွားကြတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်เนาะဒီ find 3တွေကကြောင့်လေ နော်ဟုတ်တယ်သူတို့ရဲ့ HD လို့ပေါ့နော် age house or age wife to age husband တို့နော်ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပြဿနာတွေကမရှင်းမရှင်းမရှင်းဖြစ်နေကြပြီးတော့မှဒါမျိုးတွေကြောင့်လည်းပြတ်တာဖြစ်နိုင်တယ်နော်อืมอะโร่ဘိုင်း3လေးတွေရဲ့ h နဲ့ဘိုင်း3လေးတွေနဲ့ပြန်အဆင်ပြေနိုင်မှာလားဆိုလို့ရှင်တော့ ြန်မဆက်တာပဲကောင်းပါတယ်နော်ပြန်မဆက်တာပဲကောင်းတယ်လို့တော့ဒီထဲမှာတွေ့တယ်ဘာလို့လဲဆိုတော့ပြန်ဆက်လိုက်လို့ရှင်တယ်အရင်တော့ပြဿနာတွေကတော့တိတ်ပြီးတော့မှပြေလည်သွားမှာတော့မဟုတ်ဘူးနော်ပြေတော့ပြေလည်သွားမဲ့လူတွေတော့ရှိတယ်အာ20%လောက်ပဲပြေနိုင်မယ်နော်လူတရာမှာဆိုရောင်း20%လောက်ပဲပြေနိုင်မယ်20%လောက်ပဲပြေနိုင်မယ်နော်ညာတော့အဖြစ်ရတော့အာပြန်ဆက်မယ်ဆိုလို့ရှင်တော့တိတ်မပြေနိုင်ဘူး အဲ့သူ့မှာကအရင်စားရနေပြီလားလို့ဖြေရမယ်ဆိုလို့ရှင်တော့သူ့မှာရင်စားတော့မရဘူးเนาะရင်စားတော့မရဘူးသူ့ကိုကြိုက်နေတဲ့သူအာသူ့ကိုပေါ့เนาะอืมသူနဲ့အရင်ပတ်သက်ခဲ့ဘူးရဲ့သူပေါ့เนาะတချို့ single father single mother တွေဆိုသူတို့ရဲ့ပတ်သက်ရပတ်သက်ကြောင်းတွေပေါ့เนาะပတ်သက်ရပတ်သက်ကြောင်း sorry ပတ်သက်ရပတ်သက်ကြောင်းရှိခဲ့တဲ့သူတွေ ဗာရီကသူတို့နားမှမခွာပဲနဲ့ပေါ့နော်အဲ့လိုမျိုး ရှိနေကြတာမျိုးလေးတွေ့တယ်နော်သူ့ကိုတခြားသူတွေလည်းနဲ့လည်းပေးမတွဲခြင်းဘူးပေးမကြိုက်ခြင်းဘူးနော်ဒါမျိုးတွေသူ့ဘေးနားမှာ product product လုပ်နေတာမျိုးဒါမျိုးပေါ့နော်အဲ့မျိုးတွေတွေ့တယ်ကိစ္စောင်းနေတာမျိုးနော်အဲ့တော့သူကသူကသူသူနေနေရဆိုလို့ရှိရင်တော့ဘာမှမဖြစ်ဘူးသူကြီးစားထားမယ်အဲအဲ့လိုမျိုးတွေ ြံစီပြီဆိုလို့ရှိရင်တော့သူ့ကိုနှောက်ရှက်မဲ့သူ ဖြတ်မဲ့လူတွေရှိတယ်เนาะအဲ့လိုမျိုးတင်းတို့ကလည်းအဲ့ဒီကြောင်ဝေးသွားတာလည်းဖြစ်နိုင်တယ်အဲ့ဒီတော့20%လောက်ပဲအာအဆင်ပြေနိုင်မယ်เนาะ20%လောက်ပဲအဆင်ပြေနိုင်မယ်ပြန်လာမလားဆိုလို့ရှိရင်တော့အာသူ့အနေသူတော့ပြန်လာဆရာတော့အကြောင်းမရှိဘူးသူ့အနေသူတော့ပြန်လာဆရာတော့အကြောင်းမရှိဘူးကိုကပြန်လာခြင်းနဲ့သူရတော့ကိုကပြန်ဆက်သွယ်မှာပဲ အဆင်ပြေမှာเนาะကိုကပြန်ဆက်သွယ်မှာပဲအဆင်ပြေမဲ့ energy မျိုးတွေတွေ့ရယ်เนาะဒီ group 3ခုလုံးမှာပဲเนาะကိုကပြန်ဆက်မှာအဆင်ပြေမယ်ဆိုရဲသူတွေပဲသူတို့ကလည်းသူတို့တီးတတ်တော့ပြန်လာเสียအကြောင်းတော့မရှိဘူးเนาะတချို့ပြန်အဆင်ပြေချင်တဲ့သူတွေတွေကတော့အာဒီဖះရတွေသွားပြီးတော့ကုသကောင်းမှုတွေတော့ဖះရတွေသွားပြီးကုသကောင်းမှုလောက်တာမျိုးတွေတွေအာတော်တော်များများလောက်ပေးရမယ်เนาะ ဒါဆိုလို့ရှိရင်တော့အဲ့ဒီ20%เนี่ยကိုကိုပိုင်ပါနိုင်မယ်เนาะအဲ့တော့ pantry လေးတွေရဲ့တစ်ဖက်လူကတော့စော်တော့မရှိဘူးဒါပေမဲ့အဲ့လိုမျိုးသူ့ကို product လုပ်နေတဲ့သူတွေတော့ရှိတယ်เนาะသူ့ကိုကင်းဆောင်နေတဲ့သူတွေတော့ရှိတယ်ပြန်လာမှာလားဆိုရင်တော့သူကလည်းသူတော့ပြန်မလာဘူးနော်ပြန်လာရင်အဆင်ပြေနိုင်လားဆိုတော့20%သောလူတွေကတော့အဆင်ပြေနိုင်မယ်။ကျန်တဲ့သူတွေကတော့ ြန်ပြီးတော့အဆင်ပြေနိုင်ဖို့မတွေ့ဘူးเนาะအဲပြန်ပြီးတော့အဆင်ပြေအဆင်ပြေချင်တယ်ဆိုလို့ရှိရင်တော့ဖရားတွေဘာတွေသွားပြီးတော့မှအာတိတ်ထဝင်ပရိစိတ်ကောင်းမှုကုသိုလ်များများပြုလုပ်ပေးရမယ်တဲ့เนาะအဲ့ဒါမှဒီကြားထဲမှာရှိရဲ့အခက်ခဲတွေသူသူနဲ့ကိုကြားမှာရှိရဲ့အခက်ခဲတွေအနောက်ရှက်တွေကမရှိတော့မှာပေါ့နော်မရှိတော့မှာဆိုတော့လုံးဝမရှိတော့မှာမဟုတ်ဘူးအရင်ကြီးပေါ့နော်ဒီပြဿနာဖြစ်ရတဲ့ကိစ္စအိမ်ပိုင်းပေါ့နော်ဆရာများပြဿနာဖြစ်ရတဲ့ကိစ္စအိမ် ကနေပြီးတော့တက်ပါမယ်ပေါ့နော်ကဲအားလုံး boundary တွေအားလုံးကျင့်နိုင်မယ်လို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်